မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ပြည်ပခါတွေကြောင့်မအသက်ကိုရမ်းပြီးတော့ပညာရှောက်ဖွေနေကြတဲ့ကလေးငယ်တွေများစွာရှိနေပါတယ်။အထူးသဖြင့်စစ်မှတ်ဖြစ်ပွားနေတဲ့အညာဒေသမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုတွေနဲ့စစ်ကြောင်းထိုးမှုတွေကြောင့်ကလေးငယ်တွေမှာနှောက်ကြောလုံစွာပညာသင်ကြားခွင့်မရကြပါဘူး။စာသင်နေရင်လေရင်တန်း ပါရာမော်တာလို့ခေါ်တဲ့စက်တက်လေထီးတန်ကြားလို့ဘုံခုကျင်းနေတဲ့ပြေးပုံရတဲ့အချိန်ပေါင်းလဲမရေမတွက်နိုင်အောင်ရှိရဲလို့ဆရာဆရာမတွေကပြောကြပါတယ်ပိတ်လုံးချုံမှုကတော့လုံးဝမရှိဘူးဆံမအဲကလေးတွေကပုံကိုချင်းသေးကိုသာဝင်နေရတယ်အဲ့ဒီပုံကိုချင်းတွေထဲမှာသူကငိုကြတယ်ပေါ့နော်ဆံမတွားနဲ့ငိုကြတယ်အဲမငိုနဲ့မငိုနဲ့ဆိုပြီးတော့ဆံမတွေကအားပြရတယ် အဲကျမတို့တွေကလည်းတို့မငုံဖို့အားပေးရတယ်ဒီလိုမျိုးတွေရှိတယ်ပြီးတော့အဲကျောင်းပိတ်ရတယ်ပိတ်ပြီးတော့တို့မိဘတွေရှိတယ်တောတိုက်တွေတောတွေထဲလေထဲတွေအဲ့ဒီဟာကိုပြန်လိုက်ပို့ပေးရတယ်အဲ့လောက်အဖြစ်ကိုတို့မှစိတ်ပိုင်းဆိုင်ရာအဖြစ်ကလေးတွေမှာဟိုဟာညံ့ရရနေကြပြီပေါ့နော် စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့ရေဦးမြို့နယ်ပညာရေးဘုတ်အဖွဲ့တာဝန်ခံကိုတကြံဖြိုးကလည်းအခုလိုပြောပြပါဗျ။အဲတမျိုးနေရာနေတမျိုးနေကြောကြော်လာပြီဆိုကျွန်တော်တို့ကစာတင်ရတဲ့အချိန်မှာဆက်ဆက်မှများလဲနောက်ကျုံးမလို့ကလေးတွေအတွက်လည်းအနေနဲ့စိတ်ပူရလေးရှိပါတယ်။အဲ့ဒါဘာလို့လဲဆိုတော့ကျွန်တော်တို့ကကြော်သွားလို့ထားခဲ့ပါအောင်ဒါပေမဲ့တခါတလေမှာကြော်သွားပြီးတော့မျိုးနေနှစ်မျိုးနေလောက်ချပြီးတော့ဥပမာကျွန်တော်တို့ရေဦးတွေ့ကြုံဆိုရင်အဲ ကျွန်တော်ယူဖို့ကြိုးသွားတယ်ကြိုးသွားပြီးတော့ဟိုဘက်ကကက်မလူကိုကျွန်းလာတို့ကြိုးပြီးတော့မှအပြန်လှည့်လာပြီးတော့အဲ့ဒီမှာ extra လို့ခေါ်နေကျွန်တော်ယူထဲမှာလည်း extra ပြန်လုပ်သွားတယ်ပေါ့လေအဲ့လိုမျိုးအတွေ့အကြုံတွေကများလာတဲ့ခါကျတော့အဲဘယ်မှာပဲဖြစ်ဖြစ်ဒီမျိုးတွေမှာပဲရှိရှိဂျာကာလာမှာတော့နောက်ကျုံးမလုံရတယ်များရှိပါတယ်ဗျာဂျာကာလာစာသင်ကျောင်းတွေမှာကလေးတွေကိုနေကျောင်းရန်ကြိုတင်ကာကွယ်နည်းတွေနဲ့ပတ်သက်ပြီး2022ခုနှစ်ကတည်းကကလေးတွေကိုသင်ကြားပို့ချပေးထားတယ်လို့ ကနေမြို့နယ်ပညာရေးဘုတ်အဖွဲ့ကဆရာမတယောက်ကလည်းပြောပါရယ်။ရေဦးမြို့နယ်မှာဂျားကာလစာသင်ကျောင်းပေါင်း125ကျောင်းရှိပြီးကျောင်းသူကျောင်းသား18000ဝန်းကျင်ရှိတယ်လို့သိရပါရယ်။အဲ့ဒီအထက်ကဘုံခိုကျင်းကောင်းကောင်းမွန်မွန်ရှိတဲ့ကျောင်း၈ကျောင်းပဲရှိပြီးတော့ကျန်တဲ့ကျောင်းတွေမှာကိုတူကိုဒါနဲ့တူထားတာကြောင့်မိုးရွာသီရေဝင်တာပြိုကျပျက်စီးတာမျိုးတွေရှိတယ်လို့ကိုသကြံဖြိုးကပြောပါရယ်။စောမြို့နယ်မှာလည်းဂျားကာလစာသင်ကျောင်းပေါင်း89ကျောင်းရှိပြီးတော့ အဲ့ဒီအထက်က62ကျောင်းမှာပဲဘုံကိုကျင်းနေ တူထားနိုင်သေးတယ်လို့သိရပါဗျ။တချို့စာတင်ကျောင်းတွေကတော့တီနီယာပေါက်ကြတာကြောင့်နေရာပြောင်းရွှေ့ပြီးတော့ယာယီတဲဆောက်ပြီးပညာဆက်လက်သင်ကြားရတာမျိုးတွေရှိရလို့ဆိုပါရစေ။ကရနီဒေသမှာတော့ Hope for Burma အဖွဲ့ကလုပ်တဲ့မြေအောက်စာတင်ကမ်းမျိုးတွေရှိပါရစေ။ဒါပေမဲ့အညာဒေသမှာတော့မြေမျက်နှာသွင်းပြင်အနေထားအရာရော ចောင်းသားဥယျာဉ်များတာနဲ့កုံကြစရိတ်တွေကြောင့်ဒီလိုမြေအောက်စာသင်ခန်းတွေဆောက်လုပ်ဖို့မလွယ်ကူဘူးလို့ဆိုပါတယ်။စာသင်ကျောင်းတွေမှာဘုံခိုခြင်းတွေလိုအပ်တယ်လို့စက်ကောင်စီရဲ့လေကြောင်းရံကိုကာကွယ်နိုင်ဖို့အတွက်စက်သွယ်ရေးကလည်းအဓိကကြတယ်လို့ဆီယာမဆိုဖီယာကပြောပါတယ်။အချင်းအရင်ကြီးလုံလောက်မှုမရှိဘူး။ဘာဖြစ်လို့လဲဆိုလို့ရှင်သူအဲကျမတို့ဝေဟင်နဲ့ချစ်ထားတာတော့ရှိတယ်။အဲအဲ့ဒီဝေဟင်ပေးတဲ့ information ကိုကြည့်လိုက်တဲ့အချိန်မှာဒီရင်က အဲကျမတို့ရှိတဲ့နေရာ ကို6မိနစ်အတွင်းမှာရောက်တယ်6မိနစ်ပဲကြာတယ်အဲဒီဟာကိုဂယုတဆိုင်မကြည့်နေဘူးဒီရဲ့ information ကိုမသိနေဘူးဆိုလို့ရှိရင်ကျမတို့အဲဘယ်လိုမှတင်းချောင်မှုအချင်းမရအောင်သခါတလေးမှာပုံကိုချင်းကိုပြေးတယ်ဆိုတာတော့ပဲရှိတယ်အဲလုံချုံတဲ့နေသားမျိုးတစ်ခုဖြစ်မနေသေးဘူးဒီရင်ကပြစ်ထားပြီအဲ့လိုမျိုးတွေဆိုတာရှိပါတယ် စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုစစ်ကြောင်းထိုးမှုတွေအပေါ်မူတည်ပြီးတော့လေကလေးတွေရဲ့လုံခြုံရေးအတွက်ចောင်းတွေကိုပိတ်လိုက်ဖွင့်လိုက်လောက်ရတဲ့အတွက်ဒေတာတစ်ခုနဲ့တစ်ခုမှာပုံမှန်ចောင်းပိတ်ချိန်ဖွင့်ချိန်မတူညီကြပါဘူးဒီအတွက်ကလေးတွေပညာသင်ကြားရေးမှလည်းများစွာအနှောက်အယှက်အဟန့်တားဖြစ်ရတယ်လို့ကိုသကြံဖြိုးကပြောပါတယ်ကကလာပညာရေးကောင်းတဲ့ဖွဲ့ကစီအရာပေါ့အန်တိုလိုင်းကလာဖြစ်တဲ့အတွက်စီအရာကျွန်တော်ចောင်းပိတ်ထားတာလေចောင်းဖွင့်ចောင်းပိတ်တွေကမတူကြပါဘူး မတိကျတဲ့ပါရင်ကဘာလို့လဲဆစ်ချောင်းထိုးလာတယ်ဆိုရင်ကျွန်တော်ကျောင်းလေးကကြက်ထားတယ်တပတ်စေရက်တကယ်လို့အဲအက်စထရိုက်လုပ်တယ်ဆိုရင်အဲ့ရက်ဒေတာကဥပမာယူဆိုယူတပင်းဆိုတပင်းတစေဆိုတစေအက်စထရိုက်လုပ်တယ်ဆိုရင်ညာကျွန်တော်တို့ကတစ်ခါတလေမှာနှစ်ပတ်သုံးပတ်ကြာပါတယ်အဲ့အတွက်ဟိုစတင်ချိန်ကြီးအများကြီးရောပါတယ်ကြာအမျိုးသားညီညွတ်ရေးအစိုးရဈာကာလပညာသင်ကြားရေးအစီအစဉ်အရလာမယ့်ဇွန်လမှာ grade 12ကလေးတွေစာမေးပွဲဖြေဆိုဖို့ရှိတဲ့အတွက် လက်ရှိကြားကာလစတင်ကြောင်းတွေမှာကလေးတွေဟာကြောင်းတက်နေကြစေဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိလေးကြောင်းရန်ကြောင်းကြောင်းမှစုဝေးစတင်ကြတဲ့ပုံစံထက်ယာယီတဲရီမှာလူစုပြီးတော့ဆရာဆရာမတွေကစာလိုက်တင်ပေးကြတဲ့ပုံစံမျိုးနဲ့ပဲစတင်ကြရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မေလ12ရက်နေ့မှာဖြစ်ပွားခဲ့တဲ့တပင်းမြို့နယ်ဦးတိန်တွင်ကြေးရွာစာတင်ကျောင်းဘုံကျဲခံရမှုအတွက်မှာကျောင်းသူကျောင်းသား22ယောက်နဲ့ဆရာမ2ယောက်တည်ဆုံခဲ့ရပါတယ်။ဒီကိစ္စကြောင့်ကလေးတွေကိုကျောင်းပို့ဖို့အတွက် ចောင်းသားမိပါတွေမှာရောဆရာဆရာမတွေမှာပါစိုးရိမ်မှုတွေရှိနေတာပါဒါပေမဲ့အညာဒေတာကကလေးတွေဟာအနီယရီဂျားကနေပဲပညာကိုဆက်ပြီးသင်ကြားနေကြဆဲဖြစ်ပါတယ်အဲပညာသင်နေတဲ့ကလေးတယောက်ကစိတ်ပန်းဆိုင်ရာလုံခြုံမှုမရှိတဲ့အပေါ်မှာအဲသူ landing လို့ရတဲ့ဟာအရင်ကအခက်ခဲရှိပါတယ်ကျမတို့သင်ပေးကြရတဲ့ကျမရဲ့ဆရာဆရာမတွေအပေါ်မှာလည်းပဲဒါအများကြီးရှိတယ်ကျမတို့ကိုယ်တိုင်မှာလည်း ိုးရိမ်စိတ်တွေအများကြီးဖြစ်တယ်။အဲတခါတလေဆိုအိတ်မပြောရတဲ့အခြေအောင်မှဖြစ်တယ်။ဒါပေမဲ့ကျမတို့ရဲ့အနာကကလေးတွေကပညာမတတ်ဘူးစမတတ်ဘူးဆိုလို့ရှိရင်ကျမတို့မြန်မာနိုင်ငံတစ်ခုလုံးရဲ့အနာကကပိုပြီးမှတိုးရိမ်စရာရှိတယ်။ unreal လေးပိုပြီးမှကြီးမားလာဖြစ်တဲ့အတွက် andre ja ma be set pi lo pinya tin ni sa de ani tha phit de lo be pyo wa ma bo sian ma le လွန်သောမီဒီယာတွေဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုဦးနှိမ့်နိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။